တရုတ်စီမံကိန်းတွေရှိရာကြောက်ဖြူမျိုးနေမှာတိုက်ပွဲတဲ့အပြင်းထန်ဖြစ်ပွားလာပြီးနောက်တရုတ်ကျေးဇာစစ်သားတွေကြောက်ဖြူကိုရောက်ရှိလာတယ်လို့တင်ပြရရှိပါရယ်တရုတ်ကျေးဇာစစ်သားတွေကိုစစ်ဝတ်စုံနဲ့မဟုတ်ပြီးမြန်မာစစ်တပ်ဝတ်စုံတွေဝတ်ထားပြီးအသွင်ပြောင်းပြီးပို့ထားတာလို့ဆိုပါရယ်အခုရောက်ရှိနေတဲ့တရုတ်ကျေးဇာစစ်သားတွေအထင်မှာစနိုက်ပါသမားတွေလည်းပါဝင်တယ်လို့သတင်းတွေထွက်ပေါ်နေပါရယ်သူတို့ကိုဖေဖော်ဝါရီလနောက်ဆုံးအပတ်ကကြောက်ဖြူကိုလေကြောင်းကနေတဆင့်ပို့ဆောင်ပေးခဲ့တာဖြစ်တယ်လို့သိရပါဗျ။တရုတ်စီမံကိန်းကြီးတွေတရှိတဲ့မဒေကျွန်းဟာ တိပုတ်တောင်မှာရှိတဲ့ဒညဝတီရေတန်းနဲ့9မိုင်လောက်အကွာမှာတည်ရှိပြီးတော့မဒေကျုံမှာဆိုရင်တရုတ်လူမျိုးဝင်ထမ်းရာနေရှိရှိတယ်လို့ဆိုပါရယ်လက်ရှိထွက်ပေါ်နေတဲ့တည်င်းတွေအရတရုတ်ကျေးဇာစစ်သားတွေကိုစစ်ကောင်စီရဲ့ဒညဝတီရေတပ်ဌာနချုပ်အမှတ်30နှစ်ရေတင်ရင်အပါအဝင်တရင်တချို့မှာဖြန့်ချထားပြီးနေပြည်ပေါ်မှာလေလက်နက်ပစ်ကိုပေးဖို့အတွက်ပို့ထားတယ်လို့ဒေသခံမြေပြင်တည်င်းအရင်းမြစ်တွေကပြောပါရယ်နရင်းစရာကစုံစမ်းချက်အရတရုတ်ကျေးဇာစစ်သား90ဝန်းကျင်လောက်ရောက်ရှိနေတယ်လို့သိရပါရယ် အခုရောက်ရှိနေတဲ့တရုတ်ကျေးစာစစ်သားတွေဟာတိုက်ပွဲဝင်ဖို့အတွက်မဟုတ်ပေစစ်ကောင်စီတပ်သားတွေကိုနည်းပညာပိုင်းဆိုင်ရာဒရုန်းစနိုက်ပါနဲ့လက်နက်ပစ်ကိုတွေကိုပြသဖို့အတွက်သာဖြစ်တယ်လို့တက်တွင်းသတင်းတွေအရသိရပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်အတွင်းကလေကြောက်ဖြူမျိုးအနီးကမဒေးကျွန်းစီမံကိန်းကိုလုံခြုံရေးယူဖို့အတွက်တရုတ်စစ်သားတွေကိုစစ်ကောင်စီကပို့ဆောင်ထားတယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပါသေးတယ်။